တော့ပြန်လည်ကြိုဆိုပါရစေ။ဒီချိန်က EPS တင်ယူတည့်ရဲ့ meaning လေးတွေရဲ့အခုဆိုရင်တင်ယူတည့်ရဲ့မွန်းနွားချောင်းပုံကို တခန်းချင်းစီသတိချာချာလေးရှင်းပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ရဲ့ video လေးတွေကိုအခမဲ့လေ့လာခြင်းနဲ့ဆိုရင်ဒီချက်ရဲ့ YouTube channel လေးကိုအရင်ဆုံး subscribe လုပ်သွားဖို့မမေ့နဲ့နော်။ကြည့်ထားဆိုရင်ဒီ video လေးမှာဒီချက်ကအခန်းဆက်ခွန် Hue ကားဆိုတဲ့ခေါင်းစဉ်အောက်ကမွန်းနွားချောင်းပုံလေးကိုပြောပြပေးသွားပါမယ်။ဆောင်းနဲ့ like ကြည့်မဲ့လူတွေကဆမျက်နှာ210ခွန်မှာ like ကြည့်ပြီးတော့နောက်ထောင်းနိုင်ပါတယ်နော်။ ခွန်ရဲ့မူနာချောင်မိုးလေးကအော်ရှင်းမပြခင်စိတ်ဝင်စားဖို့ကောင်းပါတယ်သူကခြေတို့နည်းနည်းပေါ့နော်အော်တမိုင်းနဲ့ပတ်သက်တာဒါမှမြင်ကြည့်မှုနဲ့ပတ်သက်တာအော်တိထားမယ်ဆိုရင်စိတ်ဝင်စားဖို့လည်းကောင်းသလိုဘူးတုတာပေါ့ဘူးတုတာလည်းရမယ်အော်ကိုရီတို့နည်းနည်းအထောက်အကူလည်းဖြစ်မယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့တိတိကျကျလေးလိုက်ပြီးတော့နားထောင်ကြည့်ပါဒီဟဲ့ ဒီစာလေးစာအုပ်လေးရှင်းပြမယ်အပြင်ကဘုံဒုတာလေးလည်းဟိုဒီထဲတီးတက်လောက်လေးရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်အောင်အခန်းဆက်ခွန်ကဟန်ကူကဲမွန်းနွားယူဆန်းယူဆန်းဟိုရာဆယ်ရောအမွေအနှစ်ကိုပြောတာပါမွန်းနွားကရှင်ကျင်းမှုအဲ့ဒီတော့ကြောင့်မလို့ကိုရီးယားရဲ့မွန်းနွားယူဆန်းရှင်ကျင်းမှုအမွေအနှစ်တွေအကြောင်းကိုပြောမယ်တဲ့ဟန်ကူကကိုရီးယားကတဲ့အိုရဲယောက်ဆာဝါအိုရဲဆိုတော့အကြာကြီးအဲ့တော့じゃတော်တော်အချိန်ကြာမြင့်နဲ့ယောက်ဆာသမိုင်းနဲ့ ဝတာဆွဲဝတယ်မွန်းတော့ယူဆန်းမွေနှစ်တွေပေါ့တဲ့ခါချင်းပိုင်ဆိုင်ထားတဲ့နာလာအီမီတာနိုင်ငံဖြစ်ပါတယ်စူဒိုအင်းဖုန်းတယ်နဲ့စူဒိုမြို့တော်ဖြစ်တဲ့ဖုန်းဦးဖုန်းမှာဆိုရင်တော့တဲ့ခေါင်းဖို့ခွန်ကွာချောင်းတော့ခွန်အဲ့ 갤러리가 잘 보존되어 있습니다. 보존되다, 제가 텐데타에 강화문문이 텐데타바에 경보국문이 경보국난도가 번호 가장 크고, 아직 성공갈어 비원이라고 불리는 비원 로컬에 불리는 아름다운 나발의 청원 청원과 우인의 번호 반찬 우인으로 들어와 우인 내를 증명합니다 남의 지발에 이러한 디로묘 역사적인 건축물은 역사적인 단말무인 피대 건축물 분화별지 비두가 사오니가 현대 င်းစာကျတို့ဒီလက်ရှိခေတ်ပေါ့နော်ယနေ့ခေတ်နဲ့ဘင်းစင်ယနေ့ခေတ်မှာရှိနေတဲ့ဘင်းစင်အဆောက်အဦးတွေနဲ့အော်ဦးတော်ချောလိုက်ဖက်နေစွာဆုံးလဲမိုဆပင်လိုက်ဖက်နေစွာရှိနေတဲ့အတွက်ကြောင့်မလို့ဆုံးရဲ့မိုဆပုံမှန်တဲ့ပုံစံကတဲ့ထောပို့ပြီးတော့ကိုပဲအာရုံသပ်ကေဟမ်မီတာတပ်ပအောင်လုပ်နေပါတယ်အဲ့တော့ကြာတော့ဒီမှာရှင်းပြပြမယ်ပေါ့နော်ဆုံးမျိုးကြီးရဲ့မျိုးလယ်ပါ ကြီးရဲ့မြို့လယ်ပေါင်းတနည်းလေးမှာလုံးဝအဆောက်အဦတွေလည်းဟိုလုံးဝခင်မီအဆောက်အဦအဆောက်အဦအကြီးလေးပေါ့နော်ပုံမှန်လူနေအိမ်မဟုတ်ဘဲနဲ့တကယ်လို့ပဲကုမ္ပဏီအကြီးလေးတို့ပြင်ဌာနလုံးဌာနအကြီးလေးတို့ပြင်ခုနပြောတဲ့ပြတိုင်ပေါ့နော်အနည်းငယ်ပြတိုင်တို့ဘာလို့အဲ့လိုမျိုးပြတိုင်အကြီးလေးဒီနောက်ပိုင်းခင်မဆောက်ထားတဲ့ပြတိုင်အကြီးလေးနဲ့လမ်းမအကျယ်ကြီးနေရဲ့အလဲကောင်တက်တဲ့အိမ်မှာသူကခုနပြောတဲ့ဒီချောင်းတို့ခုံးဆိုတဲ့နန်းတော်ကြီးရှိနေတာပေါ့နော် ဲ့ဒီနေရာကလုံးဝ အော်အလုံးရောရောကွန်းတို့ကိုရီးယားကိုတရက်ကြာရောက်မှာပဲလေအဲ့ရကြရင်တွေ့ပါလိမ့်မယ်လုံဝကိုပဲသူကလမ်းမအကျယ်ကြီးနဲ့လုံဝမြို့တော်ဆန်းနေရဲ့နေရာကြီးမှာမှာလုံဝအလဲခေါင်းတက်တဲ့မှာ ရှေ့ခင်တန်းတော်ကြီးကွာရှိနေရပေါ့အဲသူ့ရဲ့ရှေ့မှာရောရောကွန်းတို့ဇလန်းနေတယ်မှာမြင်ဘူးမှာပါဗါတယ်စစ်သူကြီးရုပ်ထုလို့ပြီးတော့ရင်ဒီဆဲကျုံထဲဝမ်းသူတို့ရဲ့ဒီကိုရီးယားစာကြည့်ထွင်းတဲ့ဘရင်ရဲ့ရုပ်ထုလို့ပေါ့နော်အဲ့ဒါကြီးကလည်းလမ်းလေကောင်မှာလုံဝအခက်ခက်ညံ့ညံ့ရှိနေပြီးတော့အဲ့မှာမှာခုနကပြောတဲ့ ချောင်းပုတ်ခွန်းဒီနန်းတော်ကြီးနဲ့ချိညာတော့တစ်ဖက်ကိုကြီးလိုက်ရင်ရှေးခေတ်ကိုပြန်ရောက်သွားတယ်လို့ပဲဒါပေမဲ့တစ်ဖက်မှာကြီးလိုက်တော့ကြလဲလုံးဝအရန်တိုးတက်နေတဲ့မြို့တော်ကြီးပေါ့နော်အဲ့လိုမျိုးကြီးထားထားတယ်ပေါ့ပြောချင်တာကသူကပြန်လဲတိဆောက်ထားတာမျိုးမဟုတ်ဘဲနဲ့ဒီမျိုးတော်ထဲမှာပဲသူတို့ရဲ့ရင်ကျင်းမှုအမွေနှစ်ကိုမပြောင်းပြတ်သွားအောင်လှုပ်ထားပြီးတော့မှာ ပြုမြင့်မှုမှန်ထားရတယ်ပေါ့အဲ့ဒီကိုသွားမယ်ဆိုရင်ဟောပြောရရင်သူတို့ဒီမန္တလေးပေါ့နော်မြန်မာနိုင်ငံနဲ့ရှင်မယ်ဆိုမန္တလေးရဲ့နန်းတော်လို့ဖားလို့လို့ပုံစံမျိုးပါပဲမျိုးလည်းကောင်းအိမ်မှာရှိနေပြီးတော့အတွင်းထဲကိုဝင်ရောက်ပြီးတော့လက်ပတ်လို့ရတယ်အဆီဇင်တွေပွဲတော်တွေအများကြီးရှိတယ်ပြီးရင်နိုင်ငံသားတွေရဲ့အကြီးကသွားရောက်လက်ပတ်တဲ့နေရာပေါ့နော်ပြီးတော့ရင်နောက်တစ်ခုကဒီချောင်းတော့ခုံချောင်းတော့ခုံကကြတော့လေချောင်းတော့ခုံကကြတော့လေသူကအော်ဘယ်လိုနာမည်ကြီးလဲဆိုတော့ ချက်လည်းတိတိကျကျတော့မသိဘူးပေါ့နော်။သူလည်းအဲ့ဒီဖြောင်းပုတ်ခုံးနဲ့တိတ်တော့မဝေးဘူး။အာအရင်နီးနေအောင်မဟုတ်ပေမဲ့ဟိုဘတ်ကားနဲ့သွားရင်တိတ်ပြီးတော့မဝေးဘူးပေါ့နော်။သူလည်းအဲ့လိုပဲမြို့ထဲမှာပဲရှိနေပြီးတော့သူကကြတော့အရင်တော့ပြောတာကြတာဒီမိဖုရားအတွက်ပေါ့နော်။ဟောဘယင်းအချက်ဆုံးမိဖုရားအတွက်လုတ်ပေးထားတဲ့နန်းတော်ဆိုလားပဲ။ဟောတိတ်ထားတော့မသိဘူးပေါ့နော်။ဒါပေမဲ့အဲဟဲမှာကအရင် အယမ်းလာတဲ့နေရာဘာလဲဆိုတော့ဒီခွန်ဘုခုံးထက်ကိုပဲကွာအယမ်းလာတဲ့အဲ့ဒီဥယျာဉ်ပန်းချံတစ်ခုရှိရပေါ့နော်ရေကန်လေးနဲ့တံခါးလေးနဲ့အဲ့လိုပုံစံမျိုးလေးပေါ့တော့ကတစ်ပင်လေးအုံးမှိုင်းမှိုင်းနဲ့အဲ့လိုမျိုးလေးအယမ်းလာတဲ့ပန်းချံဥယျာဉ်ကြီးကနန်းတွင်ထဲမှာရှိနေတာပေါ့နော်အဲအဲ့လိုမျိုးနေရာတွေကတဲ့ဒီခုနပြောတဲ့မြို့အစိုးမြို့အလဲခေါင်ကြီးမှာရှိနေတယ်ဆိုတော့ဒါသူတို့ရဲ့ညီချင်းမှုအမွေအနှစ်ကိုမပြောင်းပြောင်းလုပ်ထားတယ်ပြီးတော့အခုဆိုရင်အဲ့ဒီနေရာတွေခါနေပြီးတော့ဒီ င်ငံသားသားဧည့်သည်တွေလာရောက်လည်ပတ်တယ်အဲ့ဒီကနေပြီးတော့အများကြီးဝင်ငွေတွေရတယ်ပေါ့နော်ကဲအဲ့တော့အဲ့လာကတော့ဖိုးမှာရှိတဲ့ရင်ကျင်းမှုအမွေအမြစ်ကိုပြောတာအဲ့တော့ကျွန်တော်ထပ်ကြည့်ရအောင်ကဲနောက်တစ်ပိုက်ကကြတော့ချောင်းချူချောင်းချူဆိုတဲ့မြို့ပေါ့နော်ချောင်းချူနဲ့ရင်းနာအရင်ခေတ်တုန်းကရှင်လာရဲ့စူးတူရောက်သွန်းထူ 신라의 묘로키케비어의 다양한 문화 유산이 보존되어 있습니다. 묘묘도 인증 무인리가 보존되어 있습니다. 어, 탱댕타바레 아지마묘비 쿠나 지 제로별의 초성, 초성, 돌아가. 아, 후쩌로 면면디 제로. อชิคิก้าดิบ่เนาะดราม่าดิโคเรียดราม่าดิอ่ะชูซองคิชูซองคิဆိုပြီးတော့အဲ့ဒီခေအနီးဆုံးလို့ပဲပြောရမှာပေါ့เนาะအနီးဆုံးတမိုင်းခေကိုရှိုက်ပြထားတယ်အဲ့လိုမဟုတ်ဖ ೇನೆ ဒီချေလို့အော်ချူမုံဆိုတာလူတိုင်းသိမယ်လို့ထင်ပါတယ်ကိုရီးယားကိုကြိုက်တယ်ဖြစ်နေမကြိုက်တယ်ဖြစ်နေပေါ့เนาะဟိုးအရင်ချေလို့ငငယ်တုန်းကထွက်ခဲ့တဲ့ချူမုံဇက်လန်းထဲမှာဆိုရင် အဲ့ဒီတော့ကပြောရရင်ခစ်ကနည်းနည်းပုံပြီးရှေ့ကြရဲလို့ပြောရမှာပေါ့အဲ့တော့ကဟောရှင်းလာတို့ဘာတို့ဆိုတာသူတို့ရဲ့ကိုရီးယားလို့မခေါ်ခင်ပေါ့နော်ကိုရီးယားနိုင်ငံတော်လို့မခေါ်ခင်နိုင်ငံမြို့အဲ့ဒီတော့ကနိုင်ငံပေါ့နော်နိုင်ငံဒီကိုရီးယားနိုင်ငံကိုရှင်းလာပါညာပေါ့သူတို့ဟိုဘက်ဒီဘက် နေမြေလူတဲ့အချိန်ပါညာအဲ့ဒီနေတော့ကပြောတဲ့ပြောခဲ့တော့မှာပေါ့နော်ဒီခေါင်းကျူကကြတော့သူတို့နိုင်ငံရဲ့မြို့တော်ကြီးဖြစ်ခဲ့တယ်ပေါ့အဲ့ဒီဘက်ကြောင့်မလို့အဲ့ဒီမှာပို့ပြီးတော့ရင်ကျေးမှုအမွေနှစ်တွေပုံများတယ်တဲ့အဲ့ဒီမှာကြည့်ရအောင်ဘူလူကုဆာဝါ69ရမ်အဲ့တော့ဒါလည်းနေရာတွေပါပဲဘူလူကုဆာနဲ့69ရမ်မိတဲ့ရှင် နောဖူးကျုံသွားချေရောဗုဒ္ဓဘာသာကိုပြောမွန်းနောယဉ်ကျေးမှုအဲ့တော့ဘာသာရေးယဉ်ကျေးမှုဖြစ်သွားပြီပေါ့နော်ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုစန်းချင်းဟာငန်စန်းချင်းဟာတာသင်္ကေတပြုတဲ့ဖဲဖြိုးချော်ခင်ကိုစားပြုမွန်းနောယူဆန်းအီမီတာယဉ်ကျေးမှုအမွေနဲ့ဖြစ်ပါတယ်အဲ့တော့ဘူးကုစာဘူးကုစာကတော့တဲ့အာရုံသဝန်ချွန်စော်လူချင်းနဲ့အာရုံသဝန်နှပ်ပါတဲ့ချွန်စော်ဆိုတဲ့ထိုင်ရီကိုပြောတာပါအဲ့တော့တမိုင်းပေါ့နော် င်းထ ਾਇ ရတွေကိုခြင်းနဲ့ပိုင်ဆိုင်ထားတယ်တဲ့ဆော့ကာထပ်ကွာထားဖို့ထပ်အဲ့ဒါလည်းဆော့ကာထပ်သူထားဖို့ထပ်လို့ဆိုရလဲပြောရရင်အော်ဖုံးကြီးတောင်းတော့မဟုတ်ဘူးဘယ်လိုပြောမလဲနေရာတွေပေါ့နော်အော်သူ့ရဲ့အတွင်းထဲမှာဆောက်လုပ်ထားတဲ့ဟိုနေရာတွေရှိပါရဲ့မျောစင်လိုပုံစံမျိုးတွေပေါ့လူတက်လို့တော့မရအောင်ဘယ်လိုရှင်းပြရမလဲမသိဘူးအဲ့လိုပေါ့နော်ဒီဘုရားဘာသာအယူအဆထားရတဲ့အဲ့လိုမျိုးသူတို့ဘက်က ီးတော့ရှိနေတဲ့နေရာလေးတွေကိုနာမည်ကိုပြောပြထားတာပါအဲ့ဒါလေးရှိတယ်တဲ့ဆော့ကူရမ်မနန်ဆော့ကူရမ်ဆိုတဲ့နေရာမှာဆိုရင်တဲ့ဟန်ကူကေသောခါချန်အာရမ်ဖတ်တာနဲ့ကိုရီးယားမှာအလှပဆုံးလို့ပြောတဲ့ထိုးထိုးဆိုတာကြောက်တုံးပြောတာကြောက်တုံးနဲ့တဲ့မန်ဂျင်ပြုလုပ်ထားတဲ့ဘူဆန်နီအစ်စမီတာဘူဆန်ဆိုတာကျွန်တော်ကဒီဖျားဘုကဖျားရုပ်ထုကိုပြောတာပါအဲ့တော့အလှပဆုံးကြောက်မယ် ိပါတယ်တဲ့အေးဘူဆန်ငွန်းနဲ့ဒီဖရာရုပ်ထုကိုထုံးဟာရောအဲ့ဒီကနေပြီးတော့ရှင်းလာဆာလမ်တဲ့ဒီရှင်းလာခေတုံးကလူတွေရဲ့တွယောနန်ခီစုအရန်ကိုပဲတော်လွန်တဲ့ခီစုမိပညာတွေနဲ့ယေရှုကြောင့်ခံကအနုပညာလက်ရာတွေကိုတဲ့ရောကုစုစမီတာမြင်နိုင်ပါတယ်ဆဲတော့ဒီရုပ်ထုကိုကြည့်ခြင်းအပြင်အဲ့ဒီခေတုံးကလူတွေပြောရရင်တော့ဘလောက်တောင်တော်ခဲ့လဲဘလောက်တောင် ီအနုပညာလက်ရည်ပြောင်းလဲခဲ့လဲဆိုတာကိုမြင်နိုင်တယ်တဲ့။ခရေဆော့အဲ့ဒီအတွက်ကြောင့်မလို့ဂျောင်းကျူရဲ့နန်းကျောင်းကျမဆိုရင်တော့မာနခွန်ခွန်ခက်တီခြားခြားကမီတာများစွာသောခရီးသွားဧည့်သည်တွေကခြားခြားကမီတာလာကြပါတယ်ပေါ့ခက်ပြီးတော့ရင်နောက်တစ်ခုကဟန်ကုကေမွန်နော်ယူဆန်ကမာရတဲ့ကိုရီးယားရဲ့အမွေအနှစ်တွေညီချင်းမှုအမွေအနှစ်တွေကိုမာရတဲ့ပြောတဲ့အချိန်မှာပဲနိုးစုအောင်နဲ့ဖဲထား ုမရတဲ့တဲ့ခိုးစင်နေရာကတော့အန်တုံအီမီတာအန်တုံဆိုတဲ့မြို့ဖြစ်ပါတယ်အန်တုံကအန်တုံမှာဆိုရင်တော့ဟာဝဲမာလူကွာထိုးစန်း6ဆောဝဲအဲ့တော့ဒီရတဲ့နေရာနှစ်ခုပေါ့နော်အဲ့ဒီနှစ်ခုကထိုးစန်းရှိတဲ့ဒါကလည်းသူတို့ထိုးစန်းခိရဲ့ယူကျူမွန်နွာကထိုးစန်းခိကဒီရင်ကျင်းမှု ယဉ်ကျေးမှုကခိုးစွန်းတန်ကြီးခိုးစွန်းတန်ကြီးပါကျွန်တော်ပြောရလဲဆိုတော့အော်မပြောင်းမပြတ်အဲသူ့အတိုင်းပေါ့ပြန်လဲပြင်ဆင်ထားတာမျိုးမဟုတ်ဘဲနဲ့ငိုရှိတဲ့အတိုင်း ကူရှိတဲ့အတိုင်းပဲနာမဤနဲ့ကြံရှိနေသေးတဲ့ထိုးရှိအမိသားမျိုးတော်ဖြစ်ပါတယ်အဲ့တော့ဒီချေလို့လူမျိုးမြန်မာနိုင်ငံနဲ့ရှင်ပြီးပြောမယ်ဆိုရင်ပကံတို့အင်းဝါတို့လို့ပေါ့နော်အော်ရှေးခေတ်ကပုံစံတွေတိုင်းရှေးခေတ်ကဒီအဆောက်အဦတွေရှေးခေတ်ကဖျားတွေကိုဘာမှပြင်ဆင်ထားခြင်းမရှိဘဲနဲ့အော်ထိမ့်သိမ့်နဲ့ထိမ့်သိမ့်နဲ့ပြုပြင်နေဆိုတဲ့အနေထားပဲပေါ့ပြန်ပြီးတော့ပြန်လဲဟိုတမိုင်းတွေကိုကြည့်ပြန်လဲဆောက်လုပ်ထားမှမဟုတ်ဘဲနဲ့ဟိုးနှစ်ခုဖြစ်ကြရတိုင်းပါလာတဲ့ အောင်ပြောတာပါအဲ့လိုမျိုးရှိနေတယ်မြို့တော့ဖြစ်ပါတယ်တဲ့အထက်မှာမှခုနကသူဒီဥပမာပြောထားတယ်ဟာဝဲမာအူလွန်းဟာဝဲမာအူကတဲ့ချုံထုံရိုးရခါဥခါဥဆိုတာကအိမ်ကိုပြောတာပါချင်းနဲ့တူတူပဲအဲ့တော့သူတို့အရင်ခေတ်တုန်းကနေခဲ့တဲ့အိမ်ကြီးခုသေးလို့ခုသေးလို့ဆိုတဲ့အဲ့ဒီအတိုင်းပဲဘိုးကျွန်းထွေရောအစ်စမြဖိမ့်ဖိမ့်ထားပြီးတော့ချောင်းကူဘက်ကူရှိခုညောင်းနေနော်ဟာကူဘက်ကူဇက်ကူကူနေမှာဆိုရင်တော့တဲ့ ရောင်ကူကရောင်ကူဆိုတော့ကျတို့အော်ဒီ British British ပေါ့နော် British ရဲ့ Alice Elita Pes Elita Pes ဆိုတာကျတို့ Alice Beth ရောဝတ်ဘယင်မအဲ့တော့1999ခုနှစ်မှာတဲ့ Alice Beth ဘယင်မကတောင်မှဖမ်းမွန်ဟာကီတို့ဟက်စမီကလာရောက်လဲပတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီမျိုးကိုလာလဲခဲ့တယ်ပေါ့သမိုင်းဝင်တစ်ခုပေါ့နော်ခဏဒီကိုပြီးတော့ထိုးဆန်း ောဝံနဲ့ဒီထိုးဆန်းဆောဝံဆိုတာဘလိုနေရာမျိုးလဲဆိုတော့တဲ့ချိုးဆောင်ရှိတဲ့ချိုးဆောင်ခေရဲ့ဂျိုယုခီကွန်ပညာရေးဌာနအဲ့တော့ပြောရရင်အကြောင်းကိုပုံစံမျိုးပေါ့ပညာရေးဌာနတစ်ခုဖြစ်ပြီးတော့ခုံမှုကခြုံဝံနီးခုံမှုဒီအဆောက်အဦတွေနဲ့ခြုံဝံဥယျာဉ်တွေကဟန်ကူကဲခြုံထုံးကျော်ကင်းကိုရီးယားရဲ့ရိုးရမီချော့ခံကလှပမှုကို ီချော့ဆိုတာကျတော့အញ្ញံလှပရဲ့ပဲပုံစံမျိုးပြလှပမှုတွေကိုတဲ့ခြားခူရောဂျူမီကပြတ်တာနေပါတယ်ကိုရီးယားရဲ့ရိုးရာလှပမှုတွေအញ្ញံခစ်တုံးကအရာတွေကိုခံစားနိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ကဲအဲ့ဒီတော့ကိုရီးယားရောက်ရင်အလေသွားကြည့်ကြပါစိတ်ဝင်စားကြကောင်းပါတယ် တကယ်တော့ကြီးရဲ့အချိန်ကြလဲကိုရိစာတင်ထားတဲ့ဟာလေးတွေပြန်ပြီးတော့တနည်းရပြီးတော့ဒီဥစ္စာဒီလိုလားဆိုတော့ကိုမျက်စိနဲ့တကယ်မြင်ရတဲ့အချိန်မှာသူတို့ပြောသလိုမျိုးပေါ့နော်တကယ်ခံစားရလားပေါ့ကျဲတော့မြန်မာနိုင်ငံနဲ့ခုနလိုပြန်ပြီးရှင်ရင်ပြီးတော့ပြောမယ်ဆိုရင်အဓိကကတော့ရှင်းရှင်းတော့ကရှင်းဖြစ်တော့ကမြို့တွေပေါ့နော်အဲ့အရာတွေကိုသူတို့ကမပြတ်စည်းသွားအောင်ထိမ့်သိမ်းထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့အောက်မှာဒီမှာခေါင်းချူနဲ့ န်ဒွန်ကိုပြောထားပါတယ်ပြီးတော့ရင်လုံးဝမျိုးတော်ကြီးဖြစ်တဲ့ဖဲမှာကြတော့လေသူတို့ကခင်နဲ့အညီပေါ့နော်ခင်ကခင်ပဲဒီမှာတိုးတက်နေရတိုးတက်နေရပဲယဉ်ကျေးမှုကတော့ယဉ်ကျေးမှုအတိုင်းပဲသူတို့မပြောက်ပြက်အောင်ထိမ့်သိမ်းထားတဲ့ဆိုတဲ့အရာလေးကိုပြောပြပေးထားရပါတယ်ကဲဒီသင်ခန်းစာလေးနဲ့ဒီဗီဒီယိုလေးကလည်းရောရောပွန်းတို့အတွက်အများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะဒီ channel အတူတူနောက်ထပ်သင်ခန်းစာလေးကိုနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะရောရောပွန်းအညော